number 2လေးဖြစ်ပါတယ် YG သူတို့ရဲ့ဘယ်လိုပြောရမလဲနည်းနည်း pit rate များနေရလို့ပြောရမလဲကျွန်တော်တို့ chip လေးနဲ့ပြန်ထွက်လာရပြီဗျီကနေမနေ့က team 7နဲ့ပွဲရင်းမှာလည်းသူတို့တွားခဲ့တဲ့ပုံစံလေးတွေမဆိုးဘူးအပြန်လန် battery အများကြီးဖန်တီးပေးခဲ့တဲ့ close range dive တဲ့ hero တွေဟာ Falcon Esports နဲ့ game number 2မှာလည်းကျွန်တော်တို့ပြန်ပြီးတွေ့လာရတယ် Falcon ကတော့ game number 1ကတော့သူတို့ Sanji ရဲ့ဒါဘယ်လိုပြောရမလဲ power spike ဖြစ်ခဲ့တဲ့1 1ကိုပြန်ပြီးတော့တုံးလာခဲ့တဲ့အပန်းလေးတွေရှိသေးပြ CC Crow တွဲလုံးစီ objective fight ဒီမှာအတော်လေးအားကောင်းတယ်ရည်သက်ရှင်ကိုဘယ်လောက်ထိကျွန်တော်တို့ down shot against လုံနိုင်မလဲဒါလေးရောစိတ်ဝင်စားဖို့ကောင်းတဲ့အရာဖြစ်ပါတယ် ဝိုင်ဂျီရဲ့ကျွန်တော်အပိုင်တိုင်းဆုံးเนาะကျွန်တော် second nature draft လို့ဆိုရမယ် chip draft ကကျွန်တော်ဒီခုဖွဲနေမှာကျွန်တော်ပြင်နေပြီးတော့မြင်တွေ့ရပါဗျာအဖေကုန်တီလဲကျွန်တော်ဒီ KA ရှင်နဲ့ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်ဒီ chip တွေပိုင်း solid solid ရှိရဲ့နေသားတရမှာတော့ရှိရဲ့ဗျာရဟီတာတွဲလုံးနဲ့တူတူတစ်ဖက်ကလည်းကျွန်တော် growth factor ဆိုတော့ gain number 2တော့တေးတာပေါ့ဒါမြိုင်းဆိုင်ပြိုင်ဆိုင်မေးเนาะကျွန်တော်ဝိုင်းနေတခုဆိုရင်လည်းကျွန်တော်မမှားဘူးပေါ့ဗျာကိုကြီးเนาะကျွန်တော်ဒီ game ကိုဘယ်လိုမျိုး we plan 30ปี draft draft index draft index right now ရဆိုလို့ရှိရင်တော့ chip draft ကတော့ကျွန်တော်တို့ဝန်ဝန်လို့ပါလို့ပြန်ပြီးတော့ရှင်းထုတ်လို့ရတယ်เนาะပြီးတော့ဂျန်ကန်ထဲမှာ header နဲ့ chip နဲ့လာနှောင်းမဲ့အရာတခုဘယ်လိုမျိုးပြန်ပြီးတော့ကာဘာပြန်လုပ်မလဲဆိုတဲ့အပိုင်းခြားလေးကသွားပြီးတော့ရှိတယ်ဗျာအာရာဘူသာအနေနဲ့ belt တွေပါနေစားမဲ့ပိုင်းခြားတွေမှာเนาะ header နဲ့ chip တော့ဝင်ရောက်လာခဲ့လို့ရှိရင် grow နဲ့ ဖာစာကာပေးထားနိုင်မလားဆိုတော့မျိုးကုံးပြောလဲသွားပြီးတော့ရှိမယ်ဒါပေမဲ့ EHV မှာတော့ကျွန်တော်စစ်စီလေးပါလေးပြင်ပြီးတော့ဂျာရအချက်ကတော့မစိုးလာဘူးလို့တော့သုံးသပ်ပါပဲဘာဖြစ်ဖြစ် YGT ဒီပွဲစဉ် gain နဲ့မတူကိုရှုံးနေလို့လုံးဝတော့မရတော့ဘူးအဲ့အတွက်ကြောင့်မလို့ဒီနေ့မှာတော့ဒီ gain နဲ့မတူကို YG ရဲ့เนาะကျွန်တော်အားနဲ့မှန်တဲ့ဆော့မဲ့ပွဲစဉ်တော့ဆက်ပြီးတော့ကြည့်ရအောင်ဗျာကဲကျွန်တော်တို့ကိုကြဲတာကိုလို့လို့ရတယ်အားနဲ့မှန်တယ်တော့လုံးမှာရမှာဗျာနော်ကိုပြောသလိုပဲကဲ Battle 3 series ရဲ့ game နဲ့မတူဟာပြင်လဲပြီးတော့ရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါတယ်အဲ့တော့ CC နဲ့ Hera ရှေ့ကကျွန်တော်တို့ဒါတွေ့ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ ပါလာဒင်းစ်နဲ့မစ်သစ်စီပွဲမှာဆိုလို့ရှိရင်တော့ဒီစီစီဒါတွဲလုံးကတော်တော်လေးလေးပေါ်စပိုက်ဖြစ်ခဲ့တဲ့အပန်းလေးယူရရှိတယ်ပေါ့နော် ပြောမယ်အရှောင်းတော့လောက်ရမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ brock ရဲ့ hit ပါဗျတော်တော်လေးကောင်းခဲ့တယ် game 1မှာဆိုတော့ဒီ game 2မှာတော့တစ်ဖက်ကရင်နေနဲ့ပြန်ရှင်းသွားပြီဆိုတော့ခိုက်တဲ့ခုမှာတော့သူ့အနေနဲ့ပုံမှန်တန်းလေးပဲနေနေမချက်မှာအตาရရတယ်ဆိုတော့အဆင်ပြေတဲ့နေသားမျိုးလေးတွေတွေ့ရတယ်ဗောနော် armor sanji dodge on solo path ပြန်ပြဲနေကြတယ်ခိုက်တဲ့ခုမှာ crush god drive နဲ့လာတယ်ဆိုပြီးမှ blink အရင်တိုက်လို့မရတဲ့အခြေအနေမှာတော့ samji လိမ့်စားပြီးတော့ freestyle လိုက်ပြီဗျာ blink က level 2လေးတော့ပြန်ရောက်သွားပြီဗျာအဓိကကျွန်တော်တို့ဒီ chip ကလေးကျွန်တော်တို့ဒီတွေးပြန်တက်အဲလိုတော့ပြောဆန်းတွေးပြန်တက်တဲ့အကြောင်းအရာရောအဲကျွန်တော်တို့ဒီ rom ရ vision ပြရဆိုလို့ရှိရင်အဆင်ပြေနေအကြောင်းအရာတစ်ချက်ကြောင့်ဘယ် လင်းနေတဲ့လေဝိုင်းဆန်ရတော့ဥဆောင်နေတဲ့အချိန်ကတခုလို့ကျွန်တော်ဆိုရမယ်ဗျ။အောက်မှာရစန်တီတူတော်ကိုင်းသွားပြီဆိုတော့ regeneration ပြန်လုံးမှရမယ်နော်ဒီမီနီယံဝေးပြီးတာနဲ့မောင်းရင်အချိန်မရွေးနောက်တစ်ချိန်နောက်တစ်ခါစန်ကြီးစီကိုကြားရောက်လာမယ်အန်ဒီအငွေ့သက်လေးတွေကညပြလိမ့်မယ်ဗျ။အားလုံးကမှစတေးရဲ့ဒီ heritage ကနောက်ပိုင်းအဲ damage ဘန်ဆန်ရအသာစီးရတာဆိုတဲ့အကြံပြုရလည်းရှိတယ်ဗျ။ဆိုတော့ glory ရဲ့ဒီ barricade လေးပါလိမ့်နဲ့ lane လေးပါလိမ့်ပြန်ပြီးတော့ feed လုံးဖို့ကြိုးစားခဲ့တဲ့အရာလေးတော့ရှိတယ်။ဒါပေမဲ့ average နဲ့လည်းအောက်မှာ lane လေးပါလိပြင်ပြီးတော့ car ထား feed လောက်ထားတဲ့အနေထားပြနော် level 4တွေကတော့ jungle တွေကိုစီကိုစီပြင်ပြီးတော့ရလာပြီရေနေနဲ့ကတော့ game 1နဲ့မတူတော့ဘူး game 2မှာတော့သူ့အနေနဲ့ aggressive ဆော့လို့ရတဲ့ hero လေးပါလိပြင်ရလာတဲ့အချိန်မှာ laker တွေလုံနေနေပဲ view ကိုတော့သူကြော်ပြီးတော့ combination သွားဖို့တော့စပြီးတော့ကြိုးစားလာတယ်ပြအဲဖုန်းနောက်မှာ k race ကိုတခါတည်းလည်း nano flare လေးဆက်ပြီးတော့ကန်မြောက်နေတယ်ဆိုတော့ allegan ထိတွေ့မှုတွေကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ပြတ်မှာတော့မဟုတ်ဘူးပြ crash ကော drive နဲ့ဆိုတော့နည်းနည်းလေးပူဆိုးတယ်ပေါ့နော် spare part control only ပဲတစ်ဖက်ကတော့ sanji ကတော့အဖို့ကောင်းကကျွန်တော်ငရေပီတီလိုက်နိုင်တယ်ပြနော်တော်တော်လေးဖြဲတယ် တပတ်က stage ကတော့ harry ဒီကောင်နဲ့ပဲသူပြီးခဲ့တဲ့ပွဲတော့ကလည်းသူရဲ့ harry ကတော့မဆိုးဘူးဗျပြန်သွားတဲ့ပန်းလေးကြီးကောင်းတယ်ဒါမှလည်းပဲ ထရီဗာမစတန်ကိုပြန်ကြရတဲ့ဆိုကော e-sport ကလိုက်ကထားတယ်ပေါ့သိမလို့ credit card dragon တစ်ဖက်ကလည်း chip ဖြတ်တာနေကြတယ်ခိုက်တာတစ်ခုမှာ first star တွေကိုဟန်ရဖို့တော့များသွားပြီ retreat လေးနဲ့အသာလေးပဲရရှိထားကြတယ်ခိုက်တာတစ်ခုမှာတော့ early game ကို yg အနည်းငယ်လေးစတင်ပြီးတော့ဥဆောင်ထားလိုက်ပါပြီ။ my yet ဒီအချိန်မှာ map ကလည်းကျွန်တော် broken wall ဖြစ်နေတဲ့အပိုင်းလေးပါတယ်ပေါ့နော်။ဒီဒါဒီ chip တွေရ rotation သွားတဲ့ဘိုင်းတွေမှာအများကြီးပို့ပြီးတော့ကျွန်တော်ဒီအားသာမှုရှိတယ်။အဲ့ဒီဘက်မှာလည်းကျွန်တော် father grow time ဖြစ်တယ်ပေါ့နော်။ level 4ရရှိဖို့အတွက် kdc နဲ့ပြန်ကြိုးစားရမယ်ဗျာ။ early game မှာလည်းကျွန်တော် bling ရဲ့ level sp တန်တုံးနေပို့ပြီးများပြားလို့အခု first star တွေရရှိပြီးသွားတဲ့အချိန်မှာ Blaine နဲ့ Level 4 Ultimate ကတော့ပြန်လည်ပြီးတော့ရရှိသွားပြီပေါ့နော် Raw Farsa အနေနဲ့ဒီအရာတခုကို activate ပြန်လုပ်ဖို့အသက်ဝင်ဖို့အတွက်ပြန်လည်ပြီးတော့ရုံးငယ်ကြိုးစားမယ့်ခြေအနေတည်းမှာရှိတယ်ဗျာဟုတ်တယ်နော် ground နဲ့ကျွန်တော်တို့ဒီဘက်က far side ရဲ့ aggressive တွေလုံးကို falcon နေနဲ့ဘယ်လိုမျိုးပုံသွင်းမလဲပေါ့လေတစ်ဖက်မှာလည်းဒီ blend တွေလည်း four လေးပါလေးရသွားပြီဗျာတတိယပါရရတာအချက်ကြောင့်မလို့ KD level ရတဲ့ဘိုင်းမှာနိုင်ငံလေးနောက်ကျနေနေတာ blend ရဲ့ protocol တွေတောက်လျှောက်ဆိုလို့ပြန်ပေးလို့ရလာတဲ့အခိုက်အတန့်မှာတော့ samg နဲ့တူပဲ KD လည်းရရင် pause လို့တော့မကြတော့ဘူးဗျာမြန်မာလည်း leaner ဟမ်တစ်ခါတည်းပဲရှင်းလင်းထားရတယ်ဆိုတဲ့နေသားတစ်ခုမှာ 然后百灵又作为我们来说上边的吉祥嘛呗，一个，那三姐阿给嘛都。 မကန်းနိုင်ဖို့အတွက် KE ကပြန်ပြီးတော့ကာဗာပီးရတဲ့ပုံစံကြီးပြန်နော်။ကဲ Nuko နောက်မှလည်း error နဲ့သုံးချက်ကိုသူ့အနေနဲ့အရင်ကတည်းကမခံစားနိုင်ဘူးဗျာ။အဓိကက front line မှာ KDC ရဲ့ grow up movement လေးတွေရာပြီးခဲ့တဲ့ game တစ်မှာ1ကတော့ကြာတက်ပို့ပြီးတော့နည်းနည်းပြမတော့ရလိမ့်မယ်။တစ်ဖက်ကလည်း Sheriff K လေး Cutting Gone နဲ့ပြန်သွားပြီးတော့ချိန်ချင်တဲ့ Outrage မှာ Air Strike နဲ့ Benny ပြန်လိုက်လာကြည့်ရဆိုပြီးမြဲ3ရဲ့ချိန်ဆက်မှုကအနေငယ်လေးလူအပ်သွားခဲ့တဲ့ခက်တဲ့မှာ Vengeance မှာ Nuko ဒီလိုပြောတဲ့တစ်ဖက်ကလည်း Crash Got Drive ဒီအောင်မဝင်လာခဲ့တဲ့ Delta ကော First Blood နဲ့ Stitch ထပ်ပြီးတော့အဆုံးသတ်ပြီးထားလိုက်ပါပြီ။ Nuko နဲ့ကန်ကောင်းအောင်လို့ဗျာ။ဒါပေမဲ့ Dusty Sorcery ပေးလိုက်ရတဲ့အရာတခုကကျွန်တော်ရန်ကြီးတော့ပြောမကောင်းဘူးလို့ကျွန်တော်ပြောရမယ်။ ယ် YU 1.5K နောင်တော့တာပြီးတော့ပြန်ပြီးတော့ဖြစ်လာပြီးတော့ပြောလို့ရတယ်ဗျာပေါ်တယ်ကွန်တက်လောက်ကြတယ်ပုံမှန်ရှိဂူရှိရောအပိုင်ခွာတာတယ်ဗျာအပေါ်ခွာပြီးတော့အပေါ်မှာရှိရဲ့ first round ကိုပါ open နဲ့၄မိနစ်ဝင်းနေမှာလေ YG ကရောင်းသွားပြီနော်တော်လေးတော့မြန်တယ်လို့ပြောလို့ရတယ်ဗျ YG ဒီတစ်ခေါက်မှာတော့ new go ဒါပေမဲ့ pressure ပေးတဲ့ကြားထဲမှာ tower ကိုဂူရှိရောအကုန်လုံးယူသွားတယ်အဲ့တော့ hand အနေနဲ့လည်းဂူရှိရဲ့အကုန်လုံးဒီဘက်လောက်ထိကိုရပ်ယူသွားနိုင်ခဲ့ရဆိုတော့ချက်တွေကတော်လေးတိသားလေးကောင်းသေးတယ်ဆိုတော့အနေထားမျိုးပဲဗျာနော်ကျွန်တော်တို့ late game မှာ ပြန်ပြီးတော့ damage approach ပေးနိုင်မယ်အနေထားတစ်ခုမှာဒီ1 1 damage မလာခင် new go ကိုသွားပြီးတော့ဖိလိုက်တဲ့အရာတစ်ခုကလည်း yg တော့ကတော်လေးတော့ကောင်းသွားလို့ပြောရမယ် hera pick က ccu lane phase မှာအများကြီး target လို့တော့ရသေးတယ်ဗျအာအဓိကဟုတ်တယ်အဲ့ဒီ match up တခုနဲ့ jungle scrimmage ပါအနေမှာဒီကျွန်တော်တို့ YG နေနဲ့ပစတင်ပြီးတော့ဥဆောင်ထားနိုင်ကြတယ်ဆိုတော့အနေထားမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်အဓိကကတော့ ဘယ်လိုပြောရမလဲဂန်ဂေတူကောက်ကိုစားခဲ့တာဖေကွန် e-sport ဗျဟိုက်တမိုရိုဒေးရှင်းသွားနေခဲ့တဲ့အချိန်မှာသူတို့ဒီ CCL ဟာယဘူဆာယာတော့ကပါလာခဲ့တဲ့ဘီနီယဖာဆာဒီတွဲလုံးနဲ့တပတ်ကခံရဲ့ရည်စံရှင်ကိုစားပြီးတော့ take down လုပ်ဖို့တော့ကြိုးစားခဲ့တာဒါပေမဲ့သူတို့ကြားထဲက link up player နည်းနည်းလေးတော့လူသွားတယ်ပေါ့လေဟာဘူဆာရှာရီကပေးပြီးတော့ရည်စံရှင်ကို pressure ပေးနေတဲ့အချိန်မှာတပတ်က CCD ဟေရာရဲ့ pressure အောက်မှာပြန်ရောက်နေတယ်အဲ့တော့ကျတော့ Garden Game Garden ကမချိန်နိုင်ဘူးအကယ်၍ Garden ကသာချိန်တဲ့အချိန်မှာရမယ်ဆိုလို့ရှိရင်ဘီနီယ air strike နဲ့ရဒီဟန်နီရဲ့ရည်စံရှင်ဟာပြန်ချဖို့တော့အရန်များတဲ့အနေထားပေါ့လေအခုကျတော့ချစ်ရဲ့ protocol နဲ့ပိုင်းနေ overdrive ရောက်လာခဲ့တဲ့ အပိုင်းအနေနဲ့ဒါဟာရဘူစာပြန်ပေးလိုက်ရတယ်ဆိုတော့သူတို့သူတို့ကိုယ်တိုင်ပဲเนาะသိငတ်တာအမဲလိုက်ရင်လည်းပြန်ပြီးတော့တားကောင်ပြန်ဖြစ်သွားတဲ့ပုံစံမျိုးလေးလို့ပြောရမှာထင်တယ်။တားကောင်ကြီးကတော့ကျွန်တော်ကိုဝေဝေဖြစ်နေပြီလားတော့မပြောရတော့ဘူးဗျာเนาะကျွန်တော်လက်ရှိချိန်ကြီးကတော့ဘာရောဟာเนาะဆိုတော့ကြည့်တော့ကြည့်ရမှာပဲလေဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီ စိုးစကားရလည်းရှိတယ်နော်မုတ်ဆိုးဆိုတာတောထဲဝင်သွားလို့ရှိရင်တော့သားကောင်ပြန်ဖြစ်တတ်တယ်ဆိုတော့ရန်ကန်ထဲမှာလိုက်ချမှာဆိုလို့ရှိရင် dash နေနဲ့သူဒီလိုက်ချနေနေသူပြန်တေွားနိုင်နေဆိုတော့အနေထားလေးကိုလည်းကျွန်တော်မေးထားလို့တော့မရောက်ပြအဲ့တော့ဟာရာဘူသာအိုဘာရောအဲ့လိုအားလေးကျိုးသွားပြီဆိုလို့ရှိရင်ပြန်လိုက်ပြီးတော့ဖန်ရတာနည်းနည်းတော့ကြာတယ်အရင်ချလို့လွယ်တဲ့အနေထားမျိုးမှာတော့မရှိတော့တာမျိုးကြီးလည်းကျွန်တော်ဖြစ်နိုင်တယ်ဆိုတော့ Falcon နေတဲ့ game world တော့နိုင်ခဲ့တာမှန်တယ်ဒါပေမဲ့ game number 2မှာအားလေး intro ပိုင်းကတော့အခြေအနေရရင်ကောင်းတဲ့အနေထားမျိုးတော့မဟုတ်ဘူးဗျာ Carry Hero နှစ်ယောက်လောက်ထိပါလာတဲ့အခြေအနေမှာ goal line ကလည်း ျွန်တော်တို့ဒါလေကိန်းမှာကျင်းမယ်เนาะတစ်ဖက်မှာလည်းကျွန်တော်တို့ဒီပါရာဘူဇာအနေနဲ့လည်းအာလီကိန်းမှာတစ်ခါလောက်သွားပြီးတော့မှောက်ထားရဆိုတော့အချက်မျိုးတွေကသွားပြီးတော့ရှိနေသေးတယ်ဗျာဆိုတော့ဒီနေ့တည့်ရကြားထဲမှာက YG တိသားကြီးတော့တာနေပြီဒီရတစ်ခုကိုဘယ်လောက်ထိမြောက် YG ထပ်ပြီးတော့ထိန်းထားနိုင်မလဲเนาะဂိန်းနံပါတ်2တေချာပေါက် YG နိုင်မှုလိုနေရဗျာဒါမှမဟုတ်ကျွန်တော်တို့ညင်ချင်နေတဲ့ဂိန်းနံပါတ်3ပေါ့ဗျာဒီလိုမျိုးအသင်းကြီးတွေကျွန်တော်တွေ့ဆုံရတဲ့အချိန် big match လို့ခေါ်တဲ့အချိန်နေကြရင်ကျွန်တော်တို့နေတူတူပရိသတ်တွေအကုန်လုံးလည်းဂိန်းနံပါတ်3ကိုတော့ညင်ချင်ကြလိမ့်မယ်နဲ့တော့တူပါတယ် တော့လက်ရှိအချိန်ကြီးကတော့ travel shooting ကအကောင်တော့အပေါ်မှာတော့10မိနစ်ကျော်လောက်ရှိသေးတယ်။အားလီမှာလည်းကျွန်တော် YG ပြန်တာထားရည်ဆိုတော့ကျွန်တော်တို့ရဲ့ scenario တခုရဆိုလို့ရှိရင်တော့ ဖယ်ကွန်ရဲ့ဘလူးဖုံစံမျိုးနဲ့ပြန်သွားကြအောင်လေဒီအားလေးတစ်ခုကိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဝဝရဲ့ဒီ adaptation ရရှိမှုကိုသူတို့အနေနဲ့ပြန်ပြီးတော့စောင့်မဲ့ပန်းလေးရှိသေးပါတော့23ချောင်းနဲ့2ချောင်းသူပြန်ရဖို့တော့ရှိလိမ့်မယ်ပြီးရင် window ကပါညာပြန်တွဲထားပြီးတော့ legacy minute ပန်းချရောက်မယ်ဆိုရင်တော့ဒီဝဝန်ဒီလည်းပဲအများကြီးပြန်ပြီးတော့မြင့်တက်မှုတွေသွားပြီးတော့ရှိစေလိမ့်မယ်ပေါ့နော်အ chief draft ဒီ close range ပန်းဒီမှာအတော်လေးအားကောင်းတယ်ဒါမဲ့နောက်ပိုင်းမှာ header impact ကျတဲ့အချိန်နဲ့သူတို့ဒီ pick up ပိုင်းပြန်တွဲလို့မရတဲ့ close range တွေမှာဒါဟာနည်းနည်းလေးတော့ YG ရဲ့အခက်တစ်ခုတော့ပြန်ပြီးတော့ဖြစ်နိုင်တယ်အဲ့ဒီအခက်ကိုတော့ Falcon အချက်အနေနဲ့ပြန်ပြီးတော့ယူနိုင်မလားပေါ့ လေဒါတော့သူတို့ရဲ့လက်ရှိ hero power အရကျွန်တော်တို့ပြန်သွားကြည့်တဲ့သဘောပဲအကယ်၍ဝမ်ဝမ်ဒီ cross ball တန်တောက်ခွင့်မရလိုက်ပဲနဲ့ chip drop နဲ့စပြီးတော့အမြင့်ဖြတ်နိုင်မယ်ဆိုလို့ရှိရင်လေဝမ်ဂျီကပွဲကိုတောက်လျှောက်ဆက်ပြီးတော့ထိန်းသိမ်းသွားဖို့လို့များလိမ့်မယ်ကဲဝမ်ဂျီနော်ကျွန်တော်ပွဲကိုတောက်လျှောက်ဆိုပဲလွှမ်းမိုးသွားနိုင်မလားအဲ့တော့ troubleshooting ပြီးတော့မှဖြစ်ပါတယ်နော်ညီကိုများအနေနဲ့လည်း live ကိုလာကြည့်တဲ့နေရာမှာ တော်ရရဲ့နော်ကျွန်တော်တို့ဒီ live stream လေးတွေကိုလည်း like share လေးလုပ်ပြီး support လုပ်ဖို့အတွက်ပြောချင်ပါတယ်။ YG ကတော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာ game 2ကိုသူတို့ဒါနိုင်ဖို့အတွက်တော်လေးလားလားကောင်းတဲ့နေရာမှာတော့ပါတယ်ဗျ။ Falcon တော့သူတို့နေပါနေရပါဗျာ။ဒီရာတွေဘယ်လိုလုပ်မလဲဘယ်လိုပြန်ပြီးတော့သူတို့ဒါတွန်းလှန်မလဲပါ။ပြီးတော့နောက်တစ်ခုရှိသေးတာအဲ့ဒီ chip ပေါ်ရေးပြီ။အဲ့ဒီ chip ကဒီ protocol နဲ့ပြီးရပိုင်းနေရာအားလီမာတွေအလုပ်ဖြစ်နေရဆိုတော့နောက်ပိုင်း minute တွေကတော့ ဒီထက်ပိုပြီးတော့သတိထားမှာဖဲကုံပဲဗျာနော် Grow ရဲ့ Wine Chat တော်တော်လေးချက်တစ်ခုပဲပါလာတဲ့အချက်တစ်ခုကြောင့်မလို့အရင်ကြီးတော့တောင်တောင်နဲ့ကာဘောတော့မလွယ်ဘူးလို့တော့သုံးသပ်လို့ရတယ်ဗျာဟုတ်ပါတယ်နော်ကျတို့ကဲနော်မုံဆိုးကနေတားကောင်ဖြစ်မလားနော်တားကောင်နေပဲကျတို့မုံဆိုးဖြစ်သွားမလားဆိုရဲ့ ဒီဇလန်လေးတစ်ခုကတော့မကြိုင်ချင်အတွင်းမှာလန်တော့ဒေါင်းထဲမှာကြည့်ရှုလို့ရတော့မှာပဲဖြစ်ပါရယ်ကဲလန်တော့ဒေါင်းထဲမှာတော့ဗျာကျတို့မုတ်ဆိုးကြီးကိုရဲ့သုံးသက်ချက်လေးရတယ်ခုနကတော့ကြားသွားပြီးပြီဆိုတော့အလဲရှိချိန်တွေမှာတော့အားလိကိမိနစ်တွေမှာ YD တာနေရတဲ့ခုပဲပြန်ပြီးတော့တုံးချမှုလို့ကျူးကနေနေတယ်ဗျာစတေးရှင်နဲ့တော့ကျတို့အောက်မှာလိန်နေဖေးကြညဝေးဗ်ကိုတော့ပြန်ပြီးတော့ရှင်းထားနေတယ်ဒီကကျတို့ဒီတာနေဖိုက်တစ်ခုလာချိုင်းကိုကျူးလို့ကျူးသွားလို့ရရတယ်လန်ဖလန်တော့ခိုင်မြောက်ထားတယ်ဗျာ ဲ့တော့ flare လေးဆက်ပြီးတော့ပေးရတယ်ဆိုတော့ tight tight တဲ့မျိုးမှာတစ်ဖက်က lean eye fusion ကလည်းကောင်းကောင်းကြီးပဲ kill rate grow ပါသွားပြီးတော့ shot ပေးနိုင်တယ်ဆိုတော့နေထားမျိုးလို့ပြန်တွေးရတယ်အဲ့တော့ကနေ၃ချက် light two နေခဲ့တဲ့ရင်းရခေတာတစ်ဖက်ကလည်း kill rate အတော်လေးသွေးကန်းနေခဲ့တဲ့ခက်တဲ့တူပါ tetronic charge down သူ့အနေနဲ့၃ဝင်တော့ရပါမလား double dash red tank ကျလာပြီးတော့ကျူးစားတဲ့ dance retribution တကယ်ကိုတိကျနေခဲ့တဲ့အခိုက်အတန့်ပေါ်တော့ tartan တို့ fago e sport တကယ်ကိုခက်ခဲချက်တဲပါတယ်ဆိုတော့အချိန်ကြီးရတယ်ဗျပြန်ပြီးတော့ရရှိထားသေးရဲ့ဗျာ ကဲเนาะတော်တော်လေးပါလေးပြင်ပြီးတော့ယူသွားနေတဲ့အနေအထားတော့ရှိတယ်။ဘလင်းနေရလဲဘယ်ကိုပေါက်ကောက်နေပြီးတော့စာရင်စီကိုတန်းပြီးတော့ပဲကျွန်တော်တို့ဒါဂန်ဂင်လှုပ်ဖို့အနေအထားလေးတော့တွေ့ရရမယ်လေ။ကေးကအဲ့ဒီအပေါက်မှာတောက်လျှောက်ထိုင်ပြီးတော့စောင့်နေမှာနော်။အပေါက်စောင့်နေသူဖြစ်နေပြီကေးက။ကျွန်တော်ဒီဘယ်ကိုပေါက်တည်ရဟုတ်တယ်ဗျာ။အဲ့လိုမျိုးထိုင်စောင့်နေမှာပဲဘလင်းနေနဲ့ဒါတောင်တောင်နဲ့ဂန်ဂင်လှုပ်ဖို့ဆိုတာမလွယ်မဲ့အနေအထားပါနော်။အောက်မှာလည်းတောက်လျှောက်ဆိုပဲတော်တော်နဲ့ချက်ပြီးရသေးရဲ့။စတေးရှယ်ရိုသွားထိထားသေးရဲ့။ရှယ်ရိုကီဖလီကာပြင်ပြီးတော့သုံးထားသေးရဲ့နောက်မှာစတေးအနေနဲ့ စမန်ဖို့စ်တီရောဖလစ်ကာတွေရောပြန်သုံးနေနေပဲပြန်လဲပြီးလွတ်မြောက်သွားတယ်မထင်မထားတဲ့ဒက်စ်ပေတခုကိုတော့လုံးဝပဲစပယ်တွေသုံးခဲ့တာဗျာတထောင်းနေချာရှယ်ပုံဝင်လေးလေးပြောရင်ရေးစုပြီးတော့ဝင်တိုက်တယ်လို့တော့ကျွန်တော်ပြောလို့ရတယ်ဗျာအတ်တိမိတ်စပယ်နှစ်ခွက်ကတော့ကျွန်တော်ပြန်ပြီးပေးလိုက်တယ်ဗောနော်ဒက်စ်ပေ question လို့ထည့်ပြီးချိုးချိုးလိုက်ရင်ပဲအပေါ်မှာ YG ကစကတ်တောင်းနေပါအပိုင်ရိုက်နေပြီဗျာဟီရာနဲ့ကျွန်တော်ရည်စက်ရှင်းပေါင်းလိုက်တဲ့အားတခုကတော်တော်ကျန်းနေလို့ပြောရမယ်ညူကိုတွေနဲ့ဒီချိန်ကြားမှာ space တွေတော်တော်လေးကက်ခဲလာပြီယူရတာဒါဆိုတိုက်တဲ့ပန်းလေးတွေလည်းကောင်းတယ် backline control flanking သွားတဲ့ပန်းလေးတွေမှာလည်း blink ကောင်းကောင်းကြီးသွားပြီးတော့သူ့အနေနဲ့ position န်ပလေးကိုပြသနိုင်နေဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့ပြန်တွေ့ရတယ်ပေါ့နော်။ဒီက grow ရဲ့ဒီ flanker တကောက်ကတော့မစိုး tetronic church နဲ့ flicker တွဲခဲ့တဲ့အပန်းလေး kdh ရဲ့ movement ကောင်းတယ်ဆိုပေမဲ့ stitch ရဲ့ response ကလည်းအတော်လေးမြန်တယ်ဆိုတဲ့အနေအထားမျိုးလေးကိုကျွန်တော်တို့ပြန်တွေ့လိုက်ရတယ်ပေါ့နော်။ဆိုတော့ dance ကတော့သူအရင်ကြီးတော့အစဉ်ပြေခဲ့တဲ့အနေအထားမျိုးတော့အားလေးက intro မှာမတွေ့ရဘူးဗျာ။ဒါပေမဲ့ retribution တစ်ပေါက်မှာတော့ hands ရနဲ့ data ကိုပြန်လှည့်ပြီးတော့ရအောင်ထားနိုင်ခဲ့တဲ့အခြေအနေ။သို့တော့ individually now a gap ကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူနဲ့တစ်ဖက်ကကျွန်တော်တို့ဒါ hands stitch hand နဲ့ဒီ dance ရဲ့ကြားထဲမှာ 1.2k လောက်ထိကိုကွာမှုက သွားပြီးတော့ရှိနေတယ်ဂျန်လာနိုင်ငံကြောင်းထဲမှာရီဇန်ရှင်အင်ပက်ကအတော်လေးများနေပြီလို့ကျွန်တော်တို့ပြောရမှာပဲဟုတ်တယ်လက်ရှိအချိန်ကြီးကတော့ကျွန်တော် stage ရဲ့ဒီအောက်မှာဟန်သူတို့ carry ဘိုင်းဆိုင်ရာရောက် wide ကတော့ strong နေရပြောလို့ရတယ်ပြီးတော့ mag control ဘိုင်းဆိုင်ရာအတာတိရတယ်အပေါ်မှာ second turn run နေဒါတောက်လျှောက်ရရှိခဲ့တဲ့က broken wall ဗျာဒီ broken wall မှာတွားလာရလေ mobility high ဖြစ်နေတယ်ဆင်ပြေ second ဘက်ကတစ်ခုပဲဆောက်အောင်မှာ grandfather တွဲလို့များ ဒီကွန်ဘိုတစ်ခုပဲကျွန်တော်ပြန်ဆောင်လို့ရပါတယ်။ဒီတော့ကျွန်တော်စီကွန်ဘိုတိုင်းရှင်းလုပ်ပြီးတော့ကာတင်းကိုပြန်ချိန်မယ်။ဘက်တရီတစ်ပေါက်ကိုပဲပြန်ဆောင်အောင်မယ်။ UK ရောတော့၃ညတိအချိန်ဒီတစ်ခုမှပဲရှိနေသေးတယ်ဆိုပေမဲ့လက်ဝိုင်းဆိုင်ရာရောက် YG ဘက်ကအများကြီးပြန်ပြီးတော့ဥဆောင်ထားတာဗျာ။ Yes YG တော့တော်တော်လေးတော့ပါတယ်ဗျာ။ 3KD ဘာလောက်တိကိုပါတယ်ဗျာ။ YG ရဲ့ဒီ game နဲ့မတူ game player တီးတာကြီးကောင်းနေရဲ့ Newco ဒါ AJ လင်းလေး face မှာသူ့အနေနဲ့တစ်ခါမှတော့မသေးရရမယ်လေတော်ပိုင်းဆန်အရနှစ်တိုင်လောက်ထိပြန်ပြီးတော့ခွပြပေးထားတဲ့အခြေအနေမျိုးပဲအောက်မှာလည်းပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ Harris နဲ့ Stick ကလည်းဒီ Protocol နဲ့အခြေမျိုးလာလို့ရရဆိုတော့ online first shot တစ်လုံးပါပြန်ပြီးတော့ချိုးလို့ရှိမှာဗျာဒါတရား reset ပြန်ကြထားသေးရယ်စံကြီးပါလာပြီးတော့ပေါင်းဖို့တော့ရှိနေသေးရယ်ဆိုတော့9ရောက်9ရောက်ပတဲ့တခုတော့ဖြစ်လာလိမ့်မယ်ဗျာဆိုတော့ဒီဘက်ကလည်းကျွန်တော် blitz လေးပါလဲ yulo လေးပြန်ပြီးတော့ duko နဲ့တွဲနေကြတဲ့ခိုင်တဲ့တခု normal ရင်းရဲ hitter ပြန်ရောက်နေကြပြီ crash got drive ပြီးတော့ portal လေးစပြီးတော့ခေါ်တော့ဒီဘက်က crash got drive မှာ dash ကွာရှယ်ကိုပြန်ပေးထားခဲ့တဲ့ခြေမျိုးတွေမှာကွာရှယ်ကိုကုလော့လေအောင်ပြန်ဆောင်နေတဲ့အော်ဘောဝိုင်းနက်စ်ဒီအမတ်ဖက်ကလက်ဒက်စ်နဲ့ရှယ်ကိုကလေးပြန်ပေးမှာရီထရီနဲ့တက်ရတဲ့အက်စထရိုက်တက်ထွန်နဲ့ချက်မှာ2 man တက်ပြီးတော့ထိနေတဲ့ချက်ပြန်ကြရတဲ့ damage တွေကြားထဲမှာလီနာမှာတက်ပေးရလို့များနေအောင်အော်ဒရေ့ချ်ဒီမှာ double key ပြန်ရထားရတယ်ပဲလီနာပြန်ကြခဲ့တယ်ဆိုတဲ့ခိုင်တဲ့တစ်ခုမှာ overall 4 man down ဒီဥပါရန်ကုန် gladiators ဆက်ပြီးတော့ခွင့်ပြုထားခဲ့ရပါပြီ ဒီကောင်တောင်းသွားတာတတော်လေးချ Father Father Israel စံကြီးရဲ့ cross ball down အဆုံးအပြုံပလုံအကုန်တန်းစီဝင်လာပြီးတော့လေဘဝဲတက်သွားတဲ့အချိန်မှာစီကြီးပါပေးလိုက်ရတယ်ဗျာဟုတ်တယ်အဲ့တော့ကျွန်တော်ဒီခုနကတော့အားလေးဂိမ်းမှာပေးဆက်ရတဲ့အရာတွေအကုန်လုံးကတော့ကျွန်တော် WD ပြင်လဲပြီးတော့ short shot ခံရပြီလို့ကျွန်တော်ပြောလို့ရတယ်ဗျာ ကဲ KA ရဲ့ဒီတော်လေးချက်ကဒီပတဲမှာ10 point ကျော်လေးဖြစ်စေခဲ့တယ်ဗျာနော်3 man album ဖြစ်သွားတယ် follower air strike တွေဝင်လာတယ်နောက်မှ new ko ရဲ့ cutting go you bliss တွေလည်း ready ဖြစ်နေခဲ့တဲ့အနေထားမှာတတေဘတ်တခါတည်းယူသွားတယ်ဗျာ now cup တွေက 3k နီးပါးလောက်ထိတာခဲ့တယ်ဒါပေမဲ့ဒီအချိန်မှာတော့နောက်ကျတော့ 1k လောက်ပဲကျန်တော့တယ်ဗျာအဲ့တော့စတင်နေလဲတိုးနေတဲ့တောက်လျှောက်ဆိုပဲခရိုတက်လေးပါလေးပြန်ပြီးတော့ပေးဖို့ကြိုးစားခဲ့ပြီပဲလေနော်ဒီ front line hero 3000လောက်ဒီ level တက်နေရတဲ့နေသားဆိုတော့သူဒီပြန်ပြီးတော့ပတ်ဖို့ကြိုးစားခဲ့ပြီပဲ စံဂျီရဲ့ဒီ one one cross တက်တယ်ဆိုတော့ကြော်လာနိုင်ခဲ့ကြတော့မရှိဘူးဆိုတော့ YG ဒီအသာသီးရနေရတော့မှန်တယ်တာဝါရီပါတော်လေးတော့သားတယ်ဒါပေမဲ့ဒီပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့တစ်ဖက်က carry ရိုးဖြစ်တဲ့စံဂျီ201ဖြစ်နေတဲ့အကြာတော့အရင်ကြီးတော့ YG တော့မကောင်းဘူးဗျ ဒီကဒီနာရဲ့ခရစ်စပီကိုလည်းစပြီးတော့ပြေးကြတယ် crash code overdrive နဲ့ backline oliver တစ်ပတ်လည်းဘေးနီပြန်ပြေးမှာစန်ဂျီတန်းပြတ်သွားတယ်ဗျာ close range ဘာကနေမှာဒီချက်ကနည်းနည်းလေးပြန်ပြီးတော့တတိထားအောင်မယ်ကျွန်တော်တို့ရှင်းပါလိုက်တော့ mention လုပ်ခဲ့တယ်ပေါ့နော် crash code drive ဒီမှာတစ်ပတ်ကစန်ဂျီရဲ့ဝင်ဝင်လွတ်မြောက်နေမယ်ဆိုလို့ရှိရင်တော့တို့အနေနဲ့အများကြီးသွားလို့ရနိုင်တယ်ဒါပေမဲ့တန်းပြီးတော့ပြတ်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းအများကြီးသွားပြီးတော့ပြဿနာလေးတွေရှိနေတယ်ဆိုတော့ geo blitz လေးဆက်ပြီးတော့ပြေးတယ် tough one charge ဒီမှာ three wall လေးပဲ dash နဲ့ quad shadow ပြန်အခင်းမှာရင်းတကောင်ထပ်ပြီးတော့ new go အဆုံးသတ်ရင်လည်းပဲ141တော့မရရအောင်ပြန်ပြီးတော့ trade ထားတယ်မင်းမလည်း air strike ပြန်ပေးထားရတဲ့ဘေးနီဒီခါလေးအပြောက်တော့ပြန်ရှင်း င်းထားလိုက်ပါပြီ။ဒီနေ့ကဝေးရှင်းလန်တဲ့ပြန်ပါလာပြီဗျ။ Butterfly Effect ရောက်ဆိုလို့ရှိရင်တော့မှဒီ Ground Charge တိုက်လို့ရှိရင်သူ့ရဲ့ Feather Airstrike ချင်တိတိတိုင်ပူပြီးနာလာဖို့ပဲရှိမယ်ပေါ့နော်။ခုနကတော့လိုမျိုးအခြေအနေမှာ Sandy နေနဲ့ Solo တယောက်တည်းတော့မနေသင့်တော့ဘူးလို့ပြောလို့ရတဲ့အခြေအနေတယောက်ဗျ။ Backup လေးနေနေဖာလေးပူရှိဖို့အတွက်လိုအပ်တယ်။ Immune ရှိရဆိုပေမဲ့ Crash Core Overdrive မှာ Flourish နဲ့ပြန်တက်လာမယ်။ Hero ရဲ့ Damage ကြီးက YG ဘက်မှာအများကြီးပြန်ပြီးတော့ရှိနေသေးတယ်။အဲ့တော့ ဒီချိန်ထွက်လာမယ်เนาะကျွန်တော် low fight တကူကတော့တကယ်ကိုရေးကြီးနေရည်လို့ပြောရမယ်ကျွန်တော်ခုနကတော့ဒီ travel shooting ဖြစ်နေရဲ့ကာလအချိန်တုန်းကကျွန်တော်မုတ်ဆိုးကသားကောင်သားကောင်မုတ်ဆိုးဘသူကသားကောင်လဲမုတ်ဆိုးလဲဆိုတာဒီတော့ပြီးသွားတဲ့အချိန်မှာပွဲပွဲပြပြတိတော့မယ်ဗျာဘသူကသားကောင်ဖြစ်ဖြစ်ဘသူကမုတ်ဆိုးဖြစ်ဖြစ်ကြားရဲဖြစ်မှာတော့ရှင်းတယ်မယ်တော့ကိုယ်အဲ့တော့ဟုတ်တာပါเนาะမုတ်ဆိုးကိုယ်ကမုတ်ဆိုးကိုယ် ဒါပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လောတော့စပြီးတော့ကေးနေရတော့ဖဲကွမယ်ဖဲကွတော့အတင်းတော့ပို့နေရဗျဒီစချင်းတဲပြီးတော့ရောက်လာနိုင်မှာတော်တော်လေးချက်တိပေးမလားဒီကောင်ကလည်းလုံးဝတက်ပဲထက်ရတာဒီတော့ကျန်နေခဲ့တဲ့ပလေးတကောင်တွေဝိုင်းပြီးတော့ကျွေးလို့စဉ်းစားနေဗျရှင်မလကီအေးပြန်ကြခဲ့တဲ့နေရာတစ်ခုမှရှရိုကီဝိုင်းရဲ့ cross border တွေကြားထဲမှာဟီရိုကီလုံးဝတော့ကျွန်တော်ဝမ်းဝမ်းပဲပြန် trade နေရင်းနဲ့ပဲလောကိုပြန်ရခဲ့တဲ့ဖဲကွတော့နည်းနည်းလေးပို့ပြီးတော့ အစီအပြေလို့တော့သုံးသပ်ပါဗျာ dance retribution တကယ်ကိုကောင်းတယ်တကယ်ကိုတက်ရတယ်တကယ်ကိုလောက်ပါတယ်ဆိုရယ်အလီထားမျိုးတော်တွေကိုကျွန်တော်တို့သွားကြနေဗျာ second tier ကို fire ရကနေသူပြသခဲ့တဲ့ objective fire တွေ fire တွေတိုင်းမှာတကယ်ကိုချက်တက်ခတ်ခဲ့ပါတယ်ဆိုရယ် front line control တွေကို yg ကောင်းကောင်းပြန်ပြီးတော့ take down လုပ်ပေးနိုင်ခဲ့တဲ့အပန်းလေးရှိတယ်ဒါပေမဲ့လည်းပဲ Dex ကတကယ်လို့လောက်ပါတဲ့ retribution တွေကိုပြသနေတယ်ပဲ Falcon Esports ရဲ့ game duration Falcon Esports ရဲ့ turning point တွေအတွက်ဆက်ပြီးတော့ဖန်တီးပေးထားပဲဆိုလို့ပြောရမှာဖြစ်ပါတယ်တကယ် online channel နဲ့ကောင်းကြားထဲမှာ damage calculation လုပ်ရတဲ့အပိုင်းတွေ win out ထွက်ရတဲ့အပိုင်းတွေမှာ Dex ရဲ့ hero nature ပို့ပြီးတော့ကျွန်တော်အများကြီးပို့ပြီးတော့ကျွန်တော်အားသာတဲ့အနေအထားတစ်ခုလည်းရှိတယ်ခက်လေးခက်ခဲတယ်ဆိုပေမဲ့ဟို vision ကပွင့်နေဆိုတော့ quest share လို့ share လို့ပေးရ damage calculation လုံးရတဲ့အပိုင်းမှာ simple ဖြစ်ရဲလို့ပြောလို့ရတယ်ပေါ့နော် ခံ8.5ကြီးပြ။ဟော network ရပုံများတယ်။ identity ရလည်းပုံများတယ်ဆိုပေမဲ့လက်ရှိချိန်ဒီမှာဒီလိုမျိုး objective lore တွေပေးရတဲ့အခန်းကဏ္ဍတစ်ခုက YG ဘက်က back control ဘိုင်းဆိုင်ရာကိုအများကြီးကြောက်ကြတာဆုံးရှုံးနေတဲ့ stage အဝင်များတယ်နော်။ charge တိုက်ဖို့ကြိုးစား aim တက်တင်လာတယ်မစတဲ့ကောင်နဲ့ YG ကိုကြိုးလိုက်ပြီ။ပြပေးလိုက်ရတယ်ဗျာ။နမလပင်းနေနေနဲ့ air strike ထပ်ပါလာတဲ့ character တစ်ခုမှာတော့ first melee ကိုတော့ fake e-sport ဆက်ပြီးတော့ဆုံးသက်နောက်မှလည်း death strike နဲ့ sanji ထက်ကြည့်ထားတဲ့ character တစ်ခုမှာ channel ခဲ့တဲ့ main second turret mega lane တွေကို fake e-sport ဆက်နေပြီးတော့မျက်စောင်းထိုးလာပြီဆိုတဲ့အခြေအနေမျိုးလေးပြန်တွေ့လိုက်ရ ရတယ်။နောက်မှလည်းဒီဘက်ကပါလာခဲ့တဲ့ Dacia Quattro ကြောင့်တော့ဟမ်ပြန်လည်ပြီးတော့ forward ထားခဲ့ရပါပြီ။အဓိက YG ကဒီလိုတူညီတဲ့မားတကူလုံးနေနှစ်ခါတော့ရှိပြီ။လောမှာတစ်ခါအခုလည်းတစ်ခါเนาะကျွန်တော်နှစ်ခါအဓိကပါလဲဆိုတော့ဗလင်းရှိတယ်။ဗလင်းခေါ်ပေးလိမ့်မယ်။ဗလင်းခေါ်ပေးလိမ့်မယ်ဆိုတဲ့အရာတစ်ခုနဲ့ပဲသူတို့ဒီပြန်ပြီးတော့လုံးနေကြတာဒီမှာတော့ ပထမဆုံးတော့ Hiroki တကောင်တော့ဒီနောက်သုံးသပ်နေမထက်ရတဲ့ protocol နဲ့ပြပြပေးရတဲ့တော့ dash ပြန်ကြတယ်ဗျာနောက်မှကျတဲ့ game follow extra jump skin ပြပြ down သွားနေတယ်ဗကာတိန်ကောင်နဲ့ follow extra the kill life ပန်းကြီးနဲ့ကြားမှာ Sam G ပြန်လည်းပြီးတော့သေဆုံးသွားတဲ့နောက်မှာတော့ 九发追了啊！别来别来，再来炸的一边。来呀，这包来搞那 obsidian 包 overdrive 的啊嘛哦！三 G 就招手多好嘞，别招钱太没比多了这边。三 G 呢，DR 酷乐变身上挺米路，别路强来不？哦，DR 也呢，别路拖步的就招啥没？OK，me cross over，然后把火焰拿五十路线，第六秒呗，叫 black screen，有天机啊没？今年的酷马是死一边。还没飞过那那万炮追黑，那我打的酷乐变呀变呀多来钱的边。哎，那么就来这火焰那边，玩起伊多啊，别路奈我呀，起步多牛啊的，别。 ဒီပွဲမှာမင်းနေလို့မရတဲ့ဟာဒိုက်ထိုးတဲ့ challenge လေရှန်နေသေးရဲ့ဒိုက်ထိုးပါမှာနော်ဒီပြကြီး Marv နဲ့ New Joro ရဲ့အပြန်လန် dive နှစ်ခါအခါ20စီနော်နှစ်ခါပုံအခါအခါ20 push up လောက်မှာစတဲ့ challenge တွေရတာရှိတယ်နော်ကိုဝေးလိုမျိုးကျွန်တော်တခါနားပြီးတခါထိုးပါညာလို့လို့မရဘူးအခါ20ကို9က4ကခွဲထိုးလို့မရဘူးဆိုတော့ နေသားမျိုးလေးတော့ရှိတယ်ဗျာအဓိကတော့ backline control သွားရတဲ့အပန်းလေးမှာ YG အားလေးကမတ်ချက်မှာအတော်လေးကောင်းခဲ့တယ် crash code drag နဲ့ close range control လို့ပြောချိုးစားခဲ့တဲ့အပန်းလေးရှိခဲ့တယ်ဒါပေမဲ့လည်းပဲတစ်ဖက်က fan ကို e-sport ဒီတစ်ဖက်ကနန်းနန်းလေးမားခဲ့တဲ့အမှားယွင်းလေးတွေကိုကောင်းကောင်းကြီးပြန်ပြီးတော့ဒါအခွင့်အရေးယူတဲ့အပန်းလေးမှာအတော်လေးအားကောင်းနေစေဆိုတဲ့အနေထားမျိုးလေးကိုပြန်တွေ့ရတယ်ဗောနော် low vanish ဆက်ပြီးတော့ပေါ်လာခဲ့ပြီဆိုတဲ့ခိုင်တာတစ်ခုမှာ tower နေထားတော့ YG အရန်ရော space တွေမှာစားရဲဆိုတဲ့အနေထားမျိုးတော့တိတ်မရှိသေးတော့ဘူးဗျာဒါမှမဟုတ်လည်း nuko ရဲ့ front line ရဲ့ cc blitz တွေ down shot live ပြနေခဲ့တဲ့အခိုက်အတန့်မှာတော့ network gap 1k ဂိုးလီးတဲ့နဲ့ဖဲကွန် e-sport chat drive လို့ရှိနေခဲ့ပါပြီဟုတ်ပြီပလင်းရှိရဲဆိုပြီးတော့လော်ကြီးကပါပါပြန်ပြီဖန်နီဒီကောင်းပါလေတောက်လျှောက်ဆိုလိုပဲเนาะအဝေးခနိုင်ထူမန်တောက်လျှောက်ကိုပြန်လည်ယူသွားရင်တော့ဖန်နီပြန်တောင်းနေမှာတော့မဟန်အကွန်လုံးလိုက်ပြီးရှင်းဖို့ချိုးသားနေသေးတဲ့နောက်မှာတော့ဟီရိုကစ်တီကောင်ထက်ရတယ်ရှင်းပါလေတောက်လျှောက်ဆိုပဲနျူကိုကတိန်ကောယိုးပလစ်စီကြားရမှာသောရလောက်ကိုဖြတ်ပြီးထိန်းထားခဲ့တယ်ဗျာဖလေးကြားရမှာပေါင်တက်နေနေပဲဟီရိုကီကတော့တကောင်နဲ့ပဲပြီးဆုံးသွားခဲ့တယ်ဗျာကတိုးလေးပြန်ဖို့ချိုးသားနေရတဲ့အရာတခုဆန်ဂျီတွေ့ဝိုင်းနျူကိုပြန်လိုက်ဖို့ချိုးသားနေသေးရဲ့ဗျာ ်လက်ရှိကတော့ mobility ရဲ့တစ်ဖက်မှာလည်း blink နေတဲ့ backup ပြန်ပေးတိုက်အခြေဒီမှာတော့လွတ်မြောက်လို့သွားသေးရဲ့ beanie လောယူပေးွားလို့ပြဟန်ရဲ့ damage ပိုင်းဆိုင်ရာခုနကတော့ကျွန်တော် mention လုပ်ခဲ့လို့ကျန်တဲ့ကောင်ကြားထဲမှာတော်တော်လေးကွာဟမှုရှိရဲ့အဲ့အတွက်တော့ ban line control တစ်ခုမှအကုန်လိုက်ပြီးတော့ထိန်းသိမ်းသွားတယ်ဗျာလက်ရှိကတော့ကျွန်တော် objective ကဖဲကွန်ရရှိလိုက်တယ်ဆိုပေမဲ့လည်းအခြားရှုံးနေရတော့တစ်ဖက်မှာကျွန်တော်ပြန်ပေးရတဲ့အခြေအနေတစ်ခုဗျာ chip drop နဲ့သွားတဲ့ damage လေးတွေမှာ wanjin နေလေးလိုအပ်ချက်တွေသွားပြီးရရှိနေခဲ့ရဆိုပေမဲ့ပွဲတစ်ပွဲတော့ကျွန်တော်တို့တွေ့ရတယ်ဗောနော် chip ကပုံမှန်အပြည့်တို့နေတာတော်တော်လေးပြန်ပြီးတော့လက်မှုထားနိုင်ခဲ့တဲ့ data မျိုးလေးတွေလည်းပြန်ပြီးတော့ရှိတယ်ဆိုတော့တစ်ဖက်မှာလည်း dance ရဲ့ question retribution တက ခုကနေပဲသူ Bravely ပါလေပြန်ပြီးတော့ Pay တိုင်းမျိုးလေးပြန်ပြီးတော့ရှိလာတယ်ဗျာ Stage ကတော့၃ခါတော့ down နိုင်ပြီဆိုရင် character တစ်ခုမှာသူ့အနေနဲ့တစ်ဖက်ကကျွန်တော်တို့ one more အရင်လိုက်မှာပို့တော့တိတ်မလွယ်တဲ့အနေထားမျိုးလေးဆိုတော့သွားပြီးတော့ဖြစ်ခဲ့ပြီ Law Bandage ကိုတစ်ဖက်က YG ကောင်းကောင်းကြီးပြန်ပြီးတော့ရှင်းတာနိုင်စေပဲဆိုပေမဲ့ Channel ရဲ့ မေဂါနှလင်းလောက်တူပါနှလင်းဒီမေဂါပရက်ရှာပြန်ပြီးတော့ပြေးလာမယ်အချိန်မျိုးလေးတော့သွားပြီးတော့ကြာနေတယ် blink တကောင်လေးပဲနှလင်း delay လုပ်ဖို့တော့ကြိုးစားနေသေးရဆိုပေမဲ့မေဂါပရက်ရှာကိုပဲ fragon e-sport ပို့ပြီးတော့ဦးစားပေးထားပါသေးတယ်ဒီကအပြန်လဲမှာနော် border corner ခေါ်ဝင်လာတာပျောက်ထားရှာနေတယ်ဘယ်နာမှလဲဘယ်နာမှလဲနော်ကျတို့ဒီတိုင်းပဲပြန်ထားလိုက်တဲ့ပုံလဲမယ် morning shot ကပြန်သုံးသွားပြီဆိုတော့ fishing မြင်သွားပြီလို့ပြောလို့ရတယ်ဗျာ အဓိကဒီလိုဒီခါတော့ lawyer ရယ်ဆိုရင် mega tower တော့ထပ်ပြီးတော့မရတော့တဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ဒီ law patent အပြင်ကြည့်မှဆိုရင်ဒါလည်းဆိုရင်တော့ YG ကတူညီရဲ့အမောက်၃ခါတော့လုပ်ပြီးသွားပြီဗျာဒီပွဲထဲမှာအဲ့လိုမျိုးဘလင်းရှိတယ်ခေါ်ပေးမယ်ချစ်ရဲ့ protocol နဲ့ဆိုရဲအရာနဲ့ပဲချစ်ရင်ခေါ်ပေးမယ်နော်ကျွန်တော်တို့နော်အဲ့လိုမျိုးပုံစံဖြစ်သွားပြီးတော့ ဒါထိတွေ့နေရပြီအဓိကအပေါ်လဲအမေကတာဝါနားမှာပြန်ကြည့်လို့ရှိရင်လည်းအဲ့လိုပဲ Harry ကိုသူတို့တော်လဲထားခဲ့တယ်ဒါပေမဲ့ချိန်မြွေလာပေါင်းလို့ရဆိုတဲ့အနေအထားမျိုးဒါအဲ့မှာလဲ stick ကတည်သွားတယ် first floor တော့ကလည်း online မှာဟန်သွားပြီးရှင်းနေခဲ့တယ်အပေါ်ခေါ်ပြီးမယ်ဆိုပြီးရှင်းနေတယ်ဒါပေမဲ့တကယ်တကယ်ကျတော့ lock မမီခဲ့ဘူးအဲ့လိုပဲခုနကလော့တယ်ဒါလိုပဲသွားတာဆိုတော့ ဝိုင်းကြီးဒီနောက်ပိုင်းမိနစ်တွေမှာသူတို့ရဲ့ position လေးတွေတော့တော်တော်လေးကူးဆိုင်မှာတော့ရှာမယ်ဗျအဓိကကျွန်တော်တို့ chip နဲ့သွားတဲ့ဖမ်းလေးတွေမှာသူတို့အနေနဲ့အဲ့လိုမျိုး close range ဖမ်းနေရ pick off ကြီးပါမလာကြလို့ဆိုတဲ့ check တခုကပွဲချင်းကြာလာတဲ့မြောက်ကျွန်တော်တို့ရှိမှာပြောခဲ့သလိုပဲ header တွေနည်းနည်းလေး impact ကြာလာတယ်အားလေးကိမ်းမဲ့ arrow ခန်းနဲ့သုံးချက်လိုက်ပြီးတော့ထုရဲဆိုတဲ့သူ့ရဲ့ damage ကတော်တော်လေးတော့နာသလို slow fat သွားပြီးတော့ဝင်ခဲ့တဲ့ဖမ်းလေးတွေပါလေကောင်းတယ်ဗျဒါပေမဲ့အခုကတော့ကျွန်တော်တို့ချင်းတလောက်ကြီးတော့ header တွေ back line တွေကိုဝင်တိုးမယ်ဆိုရင်တော့ pio bf ဖြစ်မယ်ဆိုတဲ့အရာမျိုးတွေအရင်မတွေ့ရတော့ဘူး mon shot timing နဲ့ရှိမယ် chip ရဲ့ဒီ protocol timing နဲ့ရှိမယ်ဒိန်တစ်ခုလောက်ကလွဲပြီးတော့ wide ဒီ bounce respect လုပ်ဖို့အတွက်အတော်လေးကိုအင်အားနည်းလာတယ်ဆိုတဲ့အနေအထားမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်ဒီနေ့ချင်းကြားထဲမှာလက်ရှိမိနစ်ပိုင်းခြားသူ network gap ကိုအရန်ကြီး ်ကိုစားပြုတဲ့အနေအထားမျိုးတော့မဟုတ်တော့ဘူးအဓိက flying ပိုင်းတွေသွားရမယ် close range battery တွေသွားရတဲ့အနေအထားမျိုးတွေမှာဘယ်သူပြန်ပြီးတော့လွတ်မြောက်နိုင်တယ်လဲဘယ်သူပြန်ပြီးတော့ follow up လုပ်နိုင်တယ်လဲဆိုတဲ့အရာတွေကပွဲရဲ့အဆုံးဖြတ်ဖြစ်လာပြီဗျခုနကတော့ကျွန်တော်ကိုယ် mention လုပ်ခဲ့တဲ့အရာတွေကိုကျွန်တော်ပြန်ပြီးစဉ်းစားမိရယ်ဗျ blink အနေနဲ့ဒီလိုမျိုး shortcut ခေါ်ဖို့စဉ်းစားရဲ့အချိန်တိုင်းမှာအကယ်၍များအုပ်စုလိုက်ကြီးဝင်လာမယ်ဆိုလို့ရှိရင်ကျွန်တော် kit race ကတတော်နဲ့ charge နဲ့ပြန်ကောင်းလာသွားမှာအဒီချက်ကိုလည်းကျွန်တော် YG ဘက်ကထည့်သွင်းစဉ်းစားထားတဲ့ပုံစံတစ်ခုပဲအဲ့တော့ကျွန်တော်ဒီ over ဒီ portal ပြန်ခေါ်တဲ့အချိန်ဒီမှာဆိုလို့ရှိရင်လွတ်လွတ်ကျပ်ကျပ်ပြန်ဝင်လို့ရပြီးတော့ damage ပေးရမယ် time တစ်ခုကိုပဲ ျော်ဘလင်းနေနဲ့ပြန်ဆောင်နေတဲ့အတွက်လည်းနည်းနည်းလေးကျွန်တော်နောက်ကျသွားတဲ့အချိန်ဒီတည့်လို့ဆိုရမယ်ဒါပေမဲ့ဒီယာရီအကုန်လုံးအခွင့်ကောင်းယူနေရဖယ်ကုန်မြဒီနေ့သင်ကြားရဲမှာလို့မျိုးနည်းနည်းလေးဟာနေလို့မရဘူးပေါ့နော်လော့ဖိုက်တကူကတော့ကျော်ပြန်လဲပြီးတော့ပေါ်လာခဲ့ပြီဒီအချိန်ထွက်လာတဲ့တော့ဒီကျော်သား၃ချိန်မြောက်တော့ဖြစ်တယ်ဘင်းဒီရဲ့ standing position တခုပဲသူတို့ရှာတွေ့သွားမလားတယောက်ယောက်ကိုပြန်ရှာမတော့ရမယ်အမေတဖက်ကလည်းကျိုးဒီ AOE crowd control ပါနေတဲ့အရာကိုလည်း YG ဘက်ကပြင်လဲပြီးတော့ဒီကြီးကြီးပြန်ထားမတော့ရမယ်ဗျာ ဒီကတော့ log ကိုပေးပြီးတော့ကေးတာပေါ့နော်ခုနလိုပဲကျွန်တော်တို့ဒါ play ကြည့်ရယ် blink ခေါ်ပေးမယ်ဆိုတော့ပုံစံတော့လာပြီးခေါ်လိုက်ပြီခေါ်တော့ခေါ်လိုက်တယ် damage တစ်ဖက်မှာတော့ကျွန်တော်တို့ flick က mini တန်းပြီးတော့ပေးလိုက်တယ်ဗျာ protocol နဲ့မရှိတော့နေရတဲ့ခုမှာဒီ log ရော falcon ဆက်ပြီးတော့ကေးလို့ရှိလိမ့်မယ် grow barricade ပြပြတရားသေးရေ follow air strike ပြပြသုံးထားသေးတော့မှာဒီ log နဲ့ dash ပဲ ထက်ရရကာရင်ကောမနှကောင်သွားပြီးတော့ညှိနေခဲ့နေတာဒီကမှာ Crow Touch တွေတော့ပြင်းသုံးခုတော့ကျိုးသွားပြီဗျာ Very တောက်လျှောက်သလိုပဲဟန်အဆုံးသတ်ကိုကျိုးသွားပြီနဲ့ Lower Wine နဲ့ပဲတော့ပါလေ Dash ပြန်ပြီးတော့ဝင်သွားရနေတာဒီကမှာတော့ Benny Overextending follow ဘွားတော့လုံးဝတော့မတွေ့တော့ဘူးကြာဒီချိန်ဒီမှာတော့ကျွန်တော် hero ကြီးကတကောင်းမှကြာရှုံးမရှိတော့ဘူးလောယူသွားတဲ့အချိန်တိုင်းမှာတတော်လေး charge နဲ့ dash ရဲ့ဒီ damage calculation ရ retribution ပေါ်ရတဲ့အချိန်ကြီးကတတော်လေးအကောင်းနေလို့ပြောရမယ်ဗျာအဲ့တော့ objective တွေပေါ်လာတဲ့နေရာမှာ target တစ်ချိန်ပဲ yg ဘက်ကရထားလေးရ falcon ဘက်ကစားတဲ့နှစ်ချိန်ရတယ်လော၃ချိန်အောင်ရထားတာဗျာ ကြရက back control ban နဲ့မဝိုင်းကြီးအတော်လေးအားကောင်းနေတယ်ဆိုပေမဲ့ dash and retreat ကိုသူတို့နဲ့သွားပြီးတော့မကြော်ဖြတ်နိုင်ဘူး air strike နဲ့ auto rage back လာ plane နဲ့ back လာ protocol လေးပြန်သွားပြီးတော့ page land of plane နဲ့ဆက်ပြီးတော့ try လိုက်ပြီး leaner နဲ့ပြန်ပြီးတော့ forward မှာသူ့အနေနဲ့ပြန်ပြီးတော့ safe ချင်းနေပြန်လေးစီ safe ကလည်းကရတကူ crush call about protocol ban မှာ carding call နဲ့ two man shadow k dash jump ကြီး damage on my one for one နဲ့ရှင်ပြန်ချခဲ့တဲ့အခိုက်အတန့်မှာ all in mega ပြန်ရဖို့ပဲ falcon e sport ပြန်ပြီးတော့ကြိုးစားရပါဦးမယ် ကဲเนาะအော်လိမဲကတက်ပြီးတော့ try မလားမိကတော့စာပြီးတော့ရာသွားပြီလောကသုံးကတော့ရှိနေပြာအောင်လဲလည်းမလွယ်တော့ပါဘူးဒီကငေါငေါယုံနေထားလောမပါတော့ဘူးလို့ရှင်တော့နေငယ်လေးပြန်ပြီးတော့ဒီမဂါတာရော့ကိုတိုးမို့တော့ခတ်လိမ့်မယ်ပြာဟမ်403နဲ့ဒီဘွဲမှာတော်လီတော့ကောင်းတယ်ဒါပေမဲ့ရှင်ကသူ့ရဲ့ချိန်ကပြီးသွားပြီပြာဒီချိန်မှာဒီဟီရာအနေနဲ့အဲ့လောက်ကြီးသွားပြီးတော့တန်ကီလိုပြီးတော့မလွယ်တော့ဘူးဘန်နီဖလေကာကူလောင်းလင်းနေတော့ကောကောကြီးတိနေခဲ့တဲ့ဘလင်းနေနေတော့ရိုင်းရကြသလိုငငယ်လို့ကိုစူးစမ်းနေတဲ့ movement တွေလည်းတွေ့ရတယ်ပြာနော်ဒီလိုပြန်တော့တွေ့သွားတယ်နော်အန်နေအများတဲ့အချိန်ကြီးတည့်ရပြာ လေကာရှိရဲ့တိုင်မင်နေမှာဆိုရင်တော့ကျွန်တော်တို့ဒီဖာစာအနေနဲ့လွတ်မြောက်သွားဖို့ရှိမယ်မဟုတ်ရင်တော့မလွတ်ဘူးပြီးတော့ကျွန်တော် stage ရဲ့ damage တွေကျွန်တော် YG အတွက်ပို့ပြီးပေးဖို့လိုအပ်နေလို့ခံစားရတယ်ဘယ်တဲ့ team fight တွေမှာကျွန်တော်တို့ဒီ stage နေအဲ့သူရဲ့ smash full dash တွေပို့ပြီးရေးကြည့်တယ်အိုင်ဒန်ကတော့အကုန် mess တော့ပြီဗျာနော် ကဲနောက်မှလည်းကျွန်တော်တို့သူနည်းနည်းလေး CF ဘက်လေးပါလေသွားကျင်နေတဲ့သဘောလေးရရှိသေးရဲ့ Dash မှာတော့ဘို့လေနော် CF ဘက်ကလည်း new code မှာထပ်ပြီးတော့ပြီးလာခဲ့တဲ့အခိုက်အတန့်မျိုးရှိတော့တစ်ဖက်ကကျွန်တော်တို့ chip ပြ spare bank control ဘက်ကနေ penetration rounder နော်6% 8% 6 second ရတဲ့အဖမ်းလေးတွေမှာ header ကိုလည်းကောင်းကောင်းပြန်ပြီးတော့သူတို့အနေနဲ့ down shot penetrate လုပ်ပေးလို့ရတယ်ဆိုတော့အနေထားမျိုးလေးတော့ရှိတယ်။ဒီကောင်တခုသေးတော့ဂျန်ရှိနေခဲ့တဲ့သူတို့ရဲ့ mega lane ကိုလည်း YG အရင်တော့ပေးခြင်းကိုပြ long and opposite lane မှာ mega lane ဂျန်ရှိနေတယ်ဆိုတော့ chat တခုကတော့နည်းနည်းလေး split push တွေ YG ကိုပြန်ပြီးတော့တက်တာရရစေတဲ့အနေထားမျိုးလေးတော့ပြောရမှာထင်တယ်။ဒါဟာသူတို့ရဲ့ turning point နှဲငယ်သောအရာမျိုးကိုစတင်အစာပြိုးရာအနေထားမျိုးလဲသွားပြီးတော့ဖြစ်နိုင်သေးတယ်။မင်းရနေတောင်ပြီးကြလို့ဆိုလို့ရှိရင်တော့5%ကောင်းကောင်းကြီးသွားပြီးတော့ဝင်နိုင်မယ်ဆိုလို့ရှိရင်တော့တို့အနေနဲ့စိတ်အေးလက်အေးလေးပဲဒီလော့သွားပြီးတော့ take down လုပ်နိုင်မယ်အခြေအနေပါ။သို့တော့ objective fire ဒီတိုင်းမှာကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ death ရဲ့ retribution ကိုတော့ဟမ်ဒီပွဲမှာလုံးဝတော့ကြော်ဖြတ်ထားလို့တော့မရသေးဘူးဗျာ။ကဲလုံးဝကြော်ဖြတ်ထားလို့မရတဲ့အချိန်မှာ Sanji ရဲ့ legacy damage နဲ့ Stray ရဲ့ legacy damage ဒီပြင်းနဲ့တော့ဒါ carry hero တွေအခြေတော့ရောက်လာပြီခုနကပြောသလိုပဲဒီ new core နဲ့ K ရဲ့ကိုမတွဲလုံးကတော့တော်တော်လေးတော့ ဒါ live ပတ်မှုတော့ရှိတယ်ဒါပေမဲ့တဖက်မှာကျတော့ကိုမိုတွဲဖို့ဆိုတာမျိုးထက် WG ကတို့ဒီစိုင်းလေးမှာကျွင်ကျွင်ရဲကောင်ပြေးပြီးတော့ပေါ်တဂိုနဲ့ငါးရဲ့ဝိုင်းဖြစ်မှာဆိုတော့ draw တစ်ခုတီဆောက်လာတာဗျာဒါပေမဲ့လည်းဒီရကတော့အနိုင်ငယ်လေးနောက်ပိုင်းမိနစ်တွေမှာဖြစ်လာဖို့တော့အနိုင်ငယ်ခက်ခဲလာပြီလို့ပြောရမယ်ရင်းဒီလဲခုနသုံးသပ်ခဲ့သလိုပဲသူရဲ့ hero hero အနေနဲ့ late game မှာတော့အနိုင်ငယ်လေးပြန်ပြီးတော့ impact လေးရောကြလာတာပြီးတော့ရှိတယ်ဒီလော့ထပ်ပေးရရင်တော့ WG ရဲ့ကန်နာပြီးသွားပြီဗျာဆိုတော့ဒီလော့ WG လူးမောက်ရမှာဒီက minion pressure လေးရှိနေတယ်။ mega minion များနောက်ကျွန်နှလင်းပြထားရတယ် 哦啊！亚龙二，这蓝也光带光带干里边，三皮嘛，公司也漂亮呗，那公司漂亮呗。来一下呢，之前嘛，deathboard 追我们啦，三牛追我们啦。那公司 timing 啊，比我们都要早的，怕嘛？反正你那之前 timing 都偏早嘛，对不对？我追我那个大 A，给比我们。现在新的拉布拉内内那个那个 deathboard 拆呀，嘿！Blackline 酷炫版的，反正他那 he 打的那偏早，我们压歪了。反正 stage 那倒手 overs，我们 death 的比那个那个那个嘛，killing，skuba，death 比我们早的。death 的那个 shadow 给 blackline 嘛，one for two，topiger 的 damage，我们三 G 偏压我们压那个三 G crossboard，那 topiger。 damage အမဆွဲလို့ပတ်တက်ကင်းနေတယ်ဗလင်းတကောထက်ကြတယ်ဗျာဂျန်နေကလီနော်နူကိုလိုက်ပြီးတော့စောင်းသက် killers remain death နူကိုရတန်းလို့တော့မရတော့ဘူး four man down ဂျန်ရှိနေကြတဲ့ခိုက်ရမျိုးတွေမှာ 1gb ဟန်ရဲ့ရည်သားချင်းတကောင်နဲ့ပဲပြန်ပြီးတော့ hold the line and stay alive ဒီကောင်နဲ့ငတ်ထင်းကလို့ defender ဘူးလို့ချိုးသွားခဲ့ဆိုပေမဲ့ astra flicker out of range မှာ winner crown ပြန်ပြခဲ့ရမယ် falcon esport taste the city with tonight ဟောဟောအဲ့လိုမျိုးတောက်ချလိုက်မယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်เนาะညိုကြောအနေငယ်လေးလိုက်ထိန်းနေရတယ်ဆိုတဲ့အနေထားမှာတော့တော့ကျွန်တော် permission လူဝင်ကစားမနှစ်ယောက်ဖြစ်တဲ့စန်ဂျီနဲ့ dash 2ရဲ့အခန်းကဏ္ဍလေးကလည်းတော်တော်လေးတော့ပြင်းပြနေတယ်ဒိုက်ထူရတော့မယ်ဒိုက်ထူရတော့မယ်เนาะကျွန်တော်ไดจีตีกว่าอยู่แล้วชื่อเยเออหมดเดียวเดียวไม่ป่าวเดียวไม่ป่าวเนาะปีเรจองให้ပြောจ๋าเลยปีเรจองให้ပြောจ๋าเลยไดจีตีอินดูบาจะไม่ป่าวเนาะมณีก็บุญนุเนี่ยโทรได้เดียวก็ชื่อเลยเนาะ ကျွန်တော်ဒါနဲ့မာဖင်နဲ့သွားပြီးတော့ဒိုက်တိုးနီးစနစ်လေးပါလေယူရမယ်ချိန်နေပြီးတော့ဖြစ်သွားပြီ။ဒီစီကယူရပါလေနော်ဒီဘိုင်းစီမှာလည်းရှိတယ်။ပူနေနေထိုးရတာပူနေနေထိုးရတာမဟုတ်ဘူး။မုံဆူကြီးကိုဝေးကြီးကမသိဘူး။ဆယ်ကထားမှထိုးရပါ။အော်မုံမုံမုံကိုကိုဝေးကိုဝေးကတော့ကျွန်တော်ဒီပုံမှန်ဒီ push up တွေပါလေလုပ်နေကြဆိုလို့ရှိရင်ဆယ်ချင်ကိုသူကအဲ့လိုမျိုးငါးခါလောက်ခွဲထိုးတာ။ငါးခါခွဲထိုးတာ။နှစ်ခါခွဲနှစ်ခါခွဲလို့ထိုးရအောင်လို့ပြောတာဟုတ်တာ AC ပဲနော်။ကဲထားပါတော့ဗျာ။ဆိုတော့ဒီပွဲကတော့တကယ်ကြီးလို့ကောင်းခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်ခဲ့တယ်။ YG ကလည်းကျွန်တော်တို့ ဒါလုံးဝနော်ကျွန်တော်တို့ပြောမှာဆိုလို့ရှိရင်လူငယ်လက်သစ်တွေပေါ့လက်သစ်ဆိုတဲ့လက်ဆွဲထားတဲ့လူငယ်တွေစုထားတဲ့အသင်းအသင်းဆိုတော့ကျွန်တော်တို့အနေနဲ့လည်းဒါပြိသက်တွေအများကြီးမျှော်လင့်ထားရတယ်။ဖယ်ကွန်ကလည်းအမြင်ရလို့တို့ကဒီပြိုင်ပွဲတွေမှာဟိုအတွေ့အကြုံပိုင်းဆိုင်ရာရင်းနဲ့ဟိုတကယ်ကိုများတယ်ဆိုတော့ဒီနေ့သင်းလာတွေ့ရတဲ့အချိန်မှာပွဲကတော်လေးကောင်းခဲ့တာဗျ။ဒါပေမဲ့လည်းဖယ်ကွန်ကတော့2-0နဲ့ပဲ YG တော့ဒီနေ့ပွဲစဉ်မှာအနိုင်ရရှိသွားတယ်။အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့အချိန်နဲ့ရှိတဲ့ပွဲတစ်ခုတော့ကြီးခဲ့ရတယ်ဗျ။ဟုတ်ပါရဲ့။ဒီပွဲစဉ်တွေကိုတော့ကျွန်တော် SC14 နဲ့တူပဲကျွန်တော်ဒီဘက်မှာတော့ဒီ1နဲ့တူ ီဘက်မှာတော့ကျွန်တော်တို့ဒါကစတာဝေတို့ကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် let's go to japan ဟောမေကဲလောလောဆယ်မှာတော့ရန်ကုန်ကလတီကိုစရဲ့ကိုမာဖ်ကတော့နော်တိုင်လေးတွေထိုးရတော့ပိုင်လေးတွေတွေ့ရတယ်ထိုးရမယ့်အနေထားရပြောမယ်ဆိုဒီနေ့ fake go e sport ဆော်သွားတဲ့ပုံစံ အရင်ကောင်းတယ် game 1ကို game 2ကတော်တော်ကြီးဟိုမှာသေသလှပါတော့ကျွန်တော်မြင်တွေ့ခဲ့ရလောကကိုမထင်မထားရပြောပါဆိုဒီအသိကြီးနှစ်သိကြီးရှင်ဆိုင်တဲ့အခါမျိုးမှာထူးစီးနဲ့ပြတ်သွားမယ်လို့မထင်ခဲ့ဘူးနော်ကျွန်တော်စိတ်တယ် game 3တော့ဒီတော့မြန်မြန်ဆိုင်ဆိုင်သွားမယ်ထင်ခဲ့ရဆိုပေမဲ့လေ Faco eSport လောကကို claim sweep တပေါက်ကိုတော့ပြတ်သားသွားခဲ့တဲ့အပြင်မှာဒီပွဲမှာ death ရဲ့ retribution နဲ့အရင်ကောင်းပါတယ်တော်တော်လေးကောင်းခဲ့တယ်နော်ဒါပွင့်ပွင့်လင်းလင်းအမှန်တရားတစ်ခုပဲပြောပြမယ်နော်ဒီပွဲမှာ 但是我那么漂亮嘛呀嘛，review 先来打我嘛搞嘞，所以呃老礼拜都来福州哇，啊，等那杨秀伟这放假来问多来一下嘛，review 先搞搞包我啦，再做搞嘞，啊，什么那么那么漂亮嘛呀，我给你讲啦。 သူတို့ဒီပွဲမှာကဂိတ်တို့မှာကဘယ်ကနေစပြီးတားလာလဲဆိုတော့ second charter မှာသူတို့ပြန်တားတယ်။ first charter ကိုတော့ရုံကလတီကိုစ်ကိုပေးလိုက်ရတယ်။အဲ့အခြေအနေမျိုးမှာဖန်ခွန် e-sport နည်းနည်းလေးမတားခဲ့တဲ့အခြေအနေမျိုးလေးတော့တွေးခဲ့ရတယ်ဆိုတော့နောက်ပိုင်းပတ်တယ်မှာတော့သူတို့ရဲ့တမ်ဖို့တစ်ခုကိုဆွဲဆက်လာပဲပြီးတော့ပဲ။တောက်လျှောက် objective တွေယူတယ်။ hero key ရအောင်ယူပြီးတော့ပဲနိုင်ရရှိခဲ့ရပြပါတယ်။ game 1တော့လို့ပဲသူတို့ fast starter လောက်ပြီးဆိုပြီးတော့ပြန်မြော့တာအပါပြန်ရလာတယ်ဒါအလေဒီ strategy ရဲ့ဝဝန်ဆိုလို့ရှိရင်တော်တော်လေးကောင်းတယ်ပေါ့နော်ဒီဘက်မှာ Falcon eSport ကတော့အမှားဟိုအ ਨੇ ဆုံးနဲ့အကောင်းမှုဆုံးဆော့ပြသွားခဲ့ဒါတော့မှ early မှာ YG ကဒါ lane split တိုင်းခံခဲ့ရသေးပေါ့နော်လောလောဆယ်ကြာပြီးတော့ Falcon eSport game number 2 MVP ဘယ်သူများဖြစ်သွားမှာလဲကဲ MVP မှာဘယ်နီလေးပဲထပ်ပြီးရအောင်မလားနော်ဘယ်နီကတော့ရတော်တော်လေးများတယ်